ghost writing လုပ်လဲဆိုတော့ဘာပြောလဲဆိုတော့အဲဥမာဗျာကျွန်တော် endless kind page မှာကျွန်တော်စာမရေးတော့ဘဲနဲ့ကျွန်တော်ရဲ့အဲလေးတန်းကိုယူပြီးတော့ရေးပါဆိုပြီးတော့သူများကိုပေးခဲ့တာအဲ့တော့အဲ့ဒီရေးတဲ့သူလုပ်ခဲ့အဲ activity ကို ghost writing လို့ခေါ်တယ်ညမတော်ရာဝဲမိထားတာက ghost writing ဆိုတာပါလေတဲ့အဲ LinkedIn မှာ ghost writer တွေ့လို့ပါတဲ့ဆိုတော့ ghost writer ကပါလေဆိုတော့ဒါဟို ghost writing ဆိုတဲ့ဟာအမှပေါ်လာမဟုတ်ပါဘူး ghost writing ဆိုတဲ့ဟာဂျားလာကျွန်တော်တို့စာရင်းကြရင်အများဆုံးတုတ်တယ်ဟို ghost writing လုပ်တယ်ဆိုတာပေါ့ပြောလဲဆိုတော့အဲဟုတ်ပါဗျာကျွန်တော် LS Khan page မှာကျွန်တော်စာမရေးတော့ဘဲနဲ့ ကျွန်တော်ရဲ့အဲလေတံကိုယူပြီးတော့ရေးပါဆိုပြီးတော့သူများကိုပေးလေးတာအဲ့တော့အဲ့အဲ့ဒီရေးတဲ့သူလုပ်တဲ့အဲ activity ကို course writing လို့ခေါ်တယ်ကျွန်တော်ကကျွန်တော်နဲ့ကျွန်တော်ကထားပါတော့ Gary V ရဲ့အဲ profile ကိုကျွန်တော်ဝင်ရေးပေးနေတာ Gary V product ကိုအဲ့တော့ကျွန်တော်က Gary V ရဲ့ course writer ဆိုတော့အဲ အဲ့ဒီ activity ကို ghost writing လို့ခေါ်တာပေါ့လေဆိုတော့ link တင်ပါတယ်အဲကျွန်တော် Tony Studio ပဲဟို personal branding ကို coupon line လောက်တာမဟုတ်တော့ဘဲနဲ့သူများနေတစ်ဆင့်ရေးပေးနေတာတို့ဘာလို့ညာလို့အဲ့ဒါကိုကျွန်တော် ghost writing လို့တယ်လို့ခေါ်ပါတယ်